ကျောင်းဝင်အားလုံးပဲမြင်လာပါ The Run Free Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်ကလိုပါဘူးတင်းရဲ့နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများအတင်ဆက်ပေးသွားမယ်ဇင်မင်းပါ။နော်လဘဘူတင်ကတော့ဒီ international rate ပွဲစဉ်တွေပြီးလို့ပြန်စတဲ့အခါကြလို့ရှိရင် Premier League ရဲ့ပွဲစဉ်ရှစ်အဖြစ်ကိုအိမ်ကွင်းမှာ Manchester United အသင်းကိုဧည့်ခံပြီးတော့ကစားရမယ် အဲ့ဒီပွဲစဉ်အတွက်ကိုလက်ရှိမှာဆိုတော့လဘဘူးတင်းရဲ့ကွင်းလေကမှဖြစ်တဲ့အလက်စစ်မတ်အလက်စတာကအဲ့ဒီပွဲစဉ်ကိုလွဲချော်ဖို့တော်တော်လေးယာကိုင်လို့များနေတယ်ဆိုပြီးသိရတယ်ဗောလေ။ဘာကြောင့်လဲဆိုတော့လက်ရှိမှာကအာဂျင်တီးနားအတင်းအတွက်ကိုအလက်စတာကသွားပြီးတော့ international duty အတွက်ကိုအာဂျင်တီးနားအတင်းနဲ့သွားပြီးတော့ပူးပေါင်းတယ်။အဲ့ပူပေါင်းတဲ့အချိန်မှာအာဂျင်တီးနားအသင်းကဒါရီကိုဆိုတဲ့ဒါအသင်းနဲ့ခြေစမ်းပွဲကစားဖို့အတွက်အမေရိကန်နိုင်ငံမှာခြေစမ်းပွဲကစားဖို့အတွက်စီစဉ်ထားတာပေါ့လေ အဲဒီစီစဉ်ထားတဲ့သူတို့အစတုန်းကစီစဉ်ထားတဲ့မြို့မှာကဒါအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးတွေကြောင့်လူမှုကြီးကြပ်ရေးဘာညာပေါ့လေအဲ့လိုမျိုးအကြောင်းပြချက်တွေကြောင့်နောက်ထပ်တနေရာကိုရွှေ့လိုက်တယ်အဲ့လိုမျိုးရွှေ့လိုက်တဲ့အနေအထားမျိုးမှာအစတုန်းကတော့ဒါသူတို့တတ်မှတ်ထားတဲ့ရက်ထက်နောက်ကိုစုပ်ပြီးတော့အာဂျင်တီးနားအသင်းကခြေစမ်းပွဲကိုကစားရမယ်အဲ့ဒါကြောင့်မလို့လက်ရှိအနေအထားမှာဆိုရင်တော့အလစ်တာကလီဗာပူးအသင်းနဲ့ပြန်လည်ပူးပေါင်းတဲ့အချိန်က ဒါဘယ်လိုပြောမလဲတခြားကစားသမားတွေထပ်ပို့ပြီးတော့နောက်ကျပြီးတော့ဒါပူပေါင်းရမှာဖြစ်တဲ့အတွက်ဒါ Manchester United အသင်းနဲ့ကစားရမယ့်ပွဲစဉ်အတွက်ကိုလွဲချော်နိုင်ပွဲရှိတယ်ဆိုပြီးတော့သိရတယ်ဒီသတင်းတွေကလည်းတော်တော်လေးတိကျတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အလင်စာကတော့ဒါတေချာပေါ့ Manchester United နဲ့အသင်းနဲ့ပွဲစဉ်ကိုတော့လွဲဖို့အတွက်ကရာဂိုင်းလုံးတော်တော်လေးများနေပြီလို့တော့သိရတယ်ပေါ့လေဒါကတော်တော်လေးတော့မကောင်းတဲ့အရာပေါ့လေဘယ်လိုပြောမလဲလက်ရှိမှာဗျာကျွန်တော်တို့ကဘူးတင်မှာကကွင်းလယ်မှာကလည်း Fulham ကလည်းပုံမှန်ခြေစမ်းမျိုးကိုမရသေးဘူး အဲပြီးလို့ရှိရင် Dominic Soboslain တို့ဘာလို့ဆိုတော့ကလည်း right back ကိုစင်းစောလိုက် AM ကိုစင်းစောလိုက်လိုအပ်ရင်လိုအပ်သလိုစင်းစောနေရတဲ့အနေအထားမျိုးမှာကွင်းလယ်မှာက Alistair တယောက်လောက်ကပဲပုံမှန်ကစားနိုင်တဲ့ကစားသမားမျိုးဖြစ်တာဒါမှမဟုတ် Alistair ကလည်းဒီယာဒီမှာလည်းပြီးခဲ့တဲ့ယာဒီကခြေစွမ်းရဲ့ဒါတဝက်လောက်တော့ပြနိုင်နေတဲ့အနေအထားမျိုးမဟုတ်ဘူးလို့ကျွန်တော်ထင်တယ် ဒါကြောင့်မလို့ Alistair မပါတာကအရန်ကြီးတိတာသလားဆိုတော့အရန်ကြီးတော့မတိတာဘူးဆိုပေမဲ့ squad တဲ့ in အားနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ Queen လဲနေရာမှာက Alistair မပါရင်ကားရီဂျုံတို့ဘာလို့တုံးလို့ရတာမှန်သည့်တိုင်အောင် Alistair ကဒါဘယ်လိုပြောမလဲ Vich မှာတိုင်နေတဲ့လူစားဝင်ဖို့အတွက်ရှိနေတယ်ဆိုတော့ခံစားချက်ကတော့ ဒါနည်းနည်းလေးကြွာချတာပေါ့ဗျာတခြားသားသမားတွေဒီလူစားဝင်ဖို့အတွက်ရှိနေတာလည်းဆိုင်အလစ်စတာကလူစားဝင်လာတယ်ဆိုတဲ့ခံစားချက်တော့ကြွာတာပေါ့လေဒါကြောင့်မလို့အာနက်စလော့အနေနဲ့ကတော့ဒါဒီပြဿနာကိုတော့သူ့ဘက်ကဖြေရှင်းဖို့တော့ကအဆင်သင့်ဖြစ်တယ်ပေါ့လေဘာကြောင့်လဲဆိုတော့လက်ရှိမှာကာနေဂျုံကလည်းအင်္ဂလန်အသင်းအတွက်ရွေးချယ်ခြင်းမခံထားရတာဖြစ်တဲ့အတွက်ကာနေဂျုံရှိတဲ့အတွက်ကာနေဂျုံနဲ့လည်းအဆင်ပြေအောင်သူစူးစမ်းပြီးတော့ကစားဖို့ကစားဖို့အတွက်စီစဉ်ထားတယ်ဆိုတဲ့အကြောင်းကိုသူပြောထားရလို့ရှိတယ်ဆိုတော့အလစ်စတာကတော့အာဂျင်နာဘယ်လိုမျိုးလဲအာဂျင်နီးယားအတွက်ကစားပေးနေရင်လေဘာဘူးအသင်းရဲ့ ဒါအဓိကပွဲစဉ်တပွဲကိုတော့ထပ်ပြီးတော့လွဲချော့သွားဖို့အတွက်ရှိတယ်ဗောလေဒါနောက်ထပ်သတင်းတစ်ခုကတော့အာနစ်လော့ရဲ့ဒါစာချုပ်သိက္ကစားနဲ့ပတ်သက်ပြီးတော့လက်ရှိမှာလော်ဘူးတင်းကတောက်လျှောက်စီစဉ်နေပြီးတော့လက်ရှိမှာအေဂျင့်ဖြစ်တဲ့သူကလည်းလက်ရှိဒီအာနစ်လော့ရဲ့စာချုပ်ကိုအမြန်ဆုံးတက်တန်းတိုးနေတယ်ဆိုပြီးဆိုလာကြတာကိုသိရတယ်ဗောလေဆိုတော့ဒါဗန်ဂျီကိုရဲ့သတင်းနေအရာဆိုရင်တော့ စာချုပ်သက်တမ်းကိုလဘဘူးတင်းတစ်ဘက်ကပြင်ဆင်နေတယ်။တိုးပေမဲ့အာနေဂျီလိုကိုဒီထက်မြန်မြန်ဆန်ဆန်စာချုပ်သက်တမ်းတစ်ခုနဲ့မြန်မြန်ဆန်ဆန်ထပ်ပြီးတော့ချုပ်ဆိုလိုက်တာကိုဒါအေဂျင့်ဖြစ်သူအေဂျင့်ဖြစ်တဲ့သူကလိုချင်တယ်။ဘာကြောင့်လဲဆိုတော့လာမယ့်နှစ်ကြာလို့ရှိရင်အာနေဂျီလိုရဲ့စာချုပ်သက်တမ်းကနောက်ဆုံးနှစ်ဖြစ်သွားပြီ။အဲဒီခါကြာလို့ရှိရင်အသေးနဲ့နီးပြားနဲ့ကြာမှာမလို့လားအဲ့တဲ့အရာတွေဖြစ်လာမှာလေဆိုတဲ့ ဒါကြောင့်မူလို့ unleash လုပ်ဖို့ခက်မြန်မြန်တက်တန်းတိုးစီခြင်းနဲ့ဆိုပြီးတော့ဒါဘယ်လိုပြောလဲဗန်ဂျီကော့ကနေပြီးပေါ်ပြတာဒါက unleash ရဲ့ agent ဖြစ်သူပြောထားတယ်လို့လည်းဗန်ဂျီကော့ကပြောထားတယ်ဆိုတော့ unleash လက်ရှိမှာအသင်းမှာဒါဆက်ပြီးတော့ရှိနေမှာကအသင်းတော့လက်ရှိမှာတော့ဗျာဘယ်လိုပြောလဲသူ့ရဲ့ရလတ်တွေကဘလောက်တိအောင်စိုးနေသည်ပဲဖြစ်စေဘလောက်တိအောင်ဗျာဟိုမကောင်းမဲဖြစ်စေအသင်းကိုမထိန်းချောင်းနိုင်တာတွေဘာဒီခဏထားဗျာလက်ရှိအနေထားတွေကအဲဒီတော့ကပရီးမီးယားလိကိုရရလာခြင်းပရီးမီးယားလိရဲ့ချန်ပီယံတိုင်တယ်စုကိုယူပေးထားတဲ့နည်းပြဖြစ်တယ် ။ဒါကြောင့်မလို့အာနစ်ရောဆက်ပြီးတော့ရှိနေခြင်းကအတင်းအတွက်ရေရှိမှာကောင်းကျိုးတွေအများကြီးဖြစ်လာနိုင်ဖို့ရှိတယ်လို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့အာနစ်ရောလက်ရှိသွားနေတဲ့ပုံစံတွေကဒါလက်ရှိမှာဗျာကစားသမားတစ်တင်နဲ့ကစားသမားဟောင်းနေနဲ့အထိုင်မကြသေးတဲ့ပုံစံတွေအတင်းရဲ့ဘယ်လိုမျိုးလဲကစားပုံကပုံမှန် stable flexible မဖြစ်သေးတဲ့အနေအထားမျိုးမှာအာနစ်ရောကတော့တေချာပေါ့ ဒါသူက PR တွေတော့အောက်တော့တေချာပေါက်ရောက်နေတာဗျာဒါပေမဲ့ကျွန်တော်တို့ကဘူပရိသတ်တွေနည်းပြန်စဉ်းစားကြည့်ရမှာကအာနက်လော့ကဒီနှစ်မှာမှဒုတိယနှစ်ပဲရှိသေးတာ ဒါမှဒုတိယနဲ့နှစ်နှစ်မြောက်ပဲရှိသေးတာဗောလေဒီနှစ်နှစ်မြောက်မှာသူ့ကိုကျွန်တော်တို့အများကြီးတွားပြီးတော့ပြောနေလို့မရအောင်အာဒေတာတော့၅နှစ်၆နှစ်ကိုင်းလာတာဗျာဘာဖလားတစ်ခုမှရှိမနေဘူးဒါကိုတော့မှပဲအာဆင်နယ်တင်းကစိတ်ရှိလက်ရှိနဲ့ဆောင်စားပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ကဘူးအတင်းနေကစိတ်မရှိစရာဘာအကြောင်းမှမရှိဘူးဗျာကျွန်တော်တို့ကတေချာဘောက်ကတော့9နှစ်6နှစ်ထိထပ်ပြီးစောင့်စီရမလို့ဗျာတေချာတာတကူကကျွန်တော်တို့နှစ်နှစ်3နှစ်လောက်စောင့်ပြီဆိုတာနဲ့ဒီလက်ရှိမှာတုံးပေးထားတဲ့ FFG တုံးပေးထားတဲ့ငွေကြီးပမာဏနဲ့လဘဘူးမှာရှိနေတဲ့လူစင်ရင်းနဲ့အဲပြီးလို့ရှိရင်လက်ရှိလဘဘူးရောက်နေတဲ့ နေရအနေထားမျိုးနဲ့ဆိုရင်တေချာပေါက်တဘာဘူးကအာ9နှစ်6နှစ်ထပ်ပြီးတော့စောင့်စီရမလိုဘူးတော့ကျွန်တော်ထင်တယ်။ဒါကြောင့်မလို့အာနေစတော့အသင်းမှာဆက်ရှိခြင်းကပိုပြီးတော့အသင်းအတွက်ကိုအကျိုးသက်ရောက်မှုအများကြီးရှိတယ်လို့တော့ကျွန်တော်ထင်တယ်ဗောလေ။ဆိုတော့နောက်ထပ်နောက်ဆုံးရသတင်းတစ်ခုကတော့ဗာလဲဆိုတော့လာဇာနာအီဆက်ကလက်ရှိမှာသူကသူကိုယ်တိုင်ပဲသူ့ရဲ့ဒါကြန့်ခိုင်မှုနဲ့ပတ်သက်ပြီးတော့တရားခိုင်နှုန်းဒါအဆင်ပြေနေပြီဖြစ်တယ်လို့သူပြောထားတယ်။ ်အဲပြီးလို့ရှိရင်အသင်းကလိုအပ်တယ်ဆိုရင်လက်ရှိမှာဆွေးရင်းအသင်းမဲ့ဖြစ်ဖြစ်လိုအပ်ကိုအသင်းမဲ့ဖြစ်ဖြစ်အသင်းကလိုအပ်တယ်ဆိုရင်အသင်းအတွက်မိနစ်60လုံးပြည့်အောင်ကစားပေးနိုင်တယ်ဆိုပြီးတော့အလက်ဇန္ဒားအီဆက်ကပြောလာတယ်ဒါက ဟိုကျွန်တော်တို့ဒါပြပြလဲကျွန်တော်ယူဆလို့ရတဲ့အရာနှစ်ခုတော့ရှိတယ်ပေါ့လေဒါက तू ကဘာကြောင့်ပြောသလဲတော့ကျွန်တော်တိကျတော့မသိဘူး तू ကမိနစ်90လုံးကစားနိုင်တယ်လို့ပြောထားတယ်ဒီနေရာမှာကျွန်တော်ယူဆတဲ့ယူဆလို့ရတဲ့နေရာနှစ်ခုရှိတယ်ပထမတစ်ခုကသူ့ကိုဒါနီးပြဖြစ်သူကကြားခံမှုမပြေဝဒေတာအကြောင်းဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုအရန်ကုန်မှာခဏခဏထားတဲ့ကိစ္စဒီဒီကိစ္စနဲ့ပတ်သက်ပြီး तू ကပွဲထွက်နေရာကိုဒါသူ့ကိုယ်တိုင်ပဲတယောက်တည်းရကျင်တယ်ပြီးရင်လည်းပရီးမီးယားလိမှာ तू အတွင်းကိုးတွေရကျင်တယ်ပရီးမီးယားလိမှာအတွင်းကိုးတွေရဖို့အတွက်ကလည်းပွဲထွက် စင်းရင်မှာပါဖို့ပါမှတာအသွင်းကိုရဖို့ကတော်တော်လေးယာကိုင်းတော့များတာဆိုတော့ဒါဒီနေရာမှာသူကပွဲထွက်ခွင့်ရကျင်လာတဲ့တချောင်းပါလိမ့်မယ်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ဒါလက်ရှိမှာ Shuko Ikigiki နဲ့ Lazana E set နဲ့ဂျာမာကဒါဘယ်သူကပွဲထွက်ခွင့်ရမယ်ဆိုတဲ့ပုံသေးအရာတခုမရှိသေးဘူး အဲအဲ့ဒီအနေထားမျိုးမှာလက်ရှိမှာ ရှင်ပြီးတော့ရွေးထည့်တဲ့အခါကျလို့ရှိရင်ငါကလည်း UK EK TK လိုပဲတရားရာခိုင်နှုန်းလုံးကြားခိုင်မှုပြေဝနေပြီအဲ့ဒီအတွက်ငါ့ကိုလည်းနီးပြဖြစ်သူနေနဲ့ကရွေးချယ်လို့ရတယ်ဆိုတော့သဘောမျိုးနဲ့ပဲဒါပြောတယ်လို့ဒီလိုမျိုးနီးလန်းနှစ်ခုတော့စဉ်းစားလို့ရတာပေါ့လေ တော့ဘာပဲပြောလေလက်ရှိမှာကဒါလက်စနာ e-set ကိုယ်တိုင်ကမိနစ်90လုံးကစားလို့ရပြီလို့သူကိုယ်တိုင်ပြောလာတာဖြစ်တဲ့အတွက်တော်တော်လေးတော့ဒါအသိအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဒါလက်ရှိမှာက Hugo EKDG ကခြေသွမ်းနေဘလောက်ပဲကောင်းနေဒီကောင်းနေပဲပြောပြောပြလက်ရှိသူကပဲဘလောက်ထိအောင်အတွင်းကိုးတွေတပါဘူးအတင်းရဲ့အတွင်းကိုးတွေကိုဘလောက်ထိအောင်တာဝန်ယူပေးထားပါတယ်ပဲဆိုဆိုကျွန်တော်တို့အတင်းနေတဲ့ကတေချာပေါက် Hugo EKDG တယောက်ထင်းနဲ့မလုံလောက်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိတယ်ဒါကဘာကြောင့်လဲဆိုတော့ဗျာကျွန်တော်တို့ရှေ့မှာလည်းတွေ့ခဲ့တဲ့အတိုင်းတောင်ပန်းကစားသမားတွေကအလုပ်ဖြစ်မနေလှောက် ီအတွက်ပတ်သက်ပြီးကျွန်တော်တို့ဘာဘူးပြိတက်တွေကလည်းနည်းလေးစိတ်ပူလာတာရှိတယ်ဗောလေဒါကြောင့်မလို့ဒါလက်စနာအီဆက်ကတရားရခိုင်နှုံးနှုံးကြန့်ခိုင်မှုပြေဝနေပြီသူပွဲချင်းပြေကစားနိုင်နေပြီလို့ဆိုလာတာကအသင်းအတွက်ကောင်းကျိုးတွေအများကြီးဖြစ်လာနိုင်တဲ့အရာဖြစ်တယ်လို့ပဲကျွန်တော်ယူဆတယ်ဗောလေနောက်ဆုံးသတင်းတစ်ခုကဘာလဲဆိုရင်မင်းညာတို့ကမနေသာလန်အသင်းနဲ့မေတာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်နေသာလန်က၄ဂိုးကိုမရှိဆိုတဲ့ရည်ရလနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဒါပေမဲ့သင်ရဲ့တောင်းမန်ကသာသမာဖြစ်တဲ့ကိုရီကဘူကသင်ကို2ကိုသွင်းပြီးတော့တကိုးဖန်တီးတဲ့ဆိုတဲ့အနေထားမျိုးနဲ့ ဒါပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရသွားတယ်ကိုဒီကပိုကပွဲအပြီးမှာလဘာဝူအသင်းအတွက်လည်းဒီလိုမျိုးဂိုးတွေကိုသူတောက်လျှောက်သွင်းပေးခြင်းနဲ့ပြီးရင်လဘာဝူအသင်းကိုလည်းသူသွင်းဖို့ရင်းနဲ့အများကြီးကူညီပေးခြင်းနဲ့လက်ရှိနယ်သာလန်ရဲ့အချိန်တိုင်းပဲလဘာဝူကိုလည်းပြန်လာခြင်းနဲ့ပေါ့လေသူကအချိန်တိုင်းနယ်သာလန်နဲ့လဘာဝူအသင်းအတွက်ကိုအကောင်းဆုံးပေးဆက်ပြီးတော့ကစားခြင်းနဲ့ကစားသမားဖြစ်တယ်ဆိုပြီးတော့အင်တာဗျူးမှာပြောလာတယ်။နောက်အနေနဲ့ကဗျာဒါကကောင်းတဲ့အရာဖြစ်တယ်လို့ပဲပြန်ပြီးတော့တွေးရမှာပေါ့လေ။ဘာဖြစ်လို့ကိုဒီကပိုကလက်ရှိမှာကလဘာဝူအသင်းမှာကတောက်လျှောက်ဝေဖန်ခံနေရတယ်။ အဲ့အဲ့ပြုံမှာတွင်ကိုးတွေကိုးဖန်တိမှုရရှိဖို့နေနေတတသူကိုယ်တိုင်ကသူကိုယ်သူတာမနေဘောလုံးထိဖို့အတွက်မနေစူးစမ်းပြီးကစားနေရတဲ့ကစားသမားမျိုးဖြစ်နေကြ။ဒါကြောင့်မလို့ကိုရီကပိုအနေနဲ့ကလက်ရှိလိုမျိုးဒါသွင်းကိုးတွေရတဲ့ဂိုးဖန်တီတီမှုတွေရတယ်ဆိုတော့ကအတင်းတော့ကောင်းတဲ့အရာတကူဖြစ်တယ်ဗောလေ။အဲပြီးလို့ရှိရင်လက်ရှိမှာကိုရီကပိုကကျွန်တော်တို့အကုန်လုံးတည်ထားရတဲ့အတိုင်းပဲ။ဒါလဘဘူးမှာဆိုရင်ဒေါက်ရှာစထရက်ကဖြစ်နေတာ။အဲ့ဒီဘောကိုလည်းသူနည်းနည်းလေးတော့ ဘယ်လိုပြောမလဲဗျာအနေနဲ့များကစားသမားပဲဒါကစားသမားနေလေသူတို့နေလူပဲဗျာအနေနဲ့များတော့သူမီဒီယာရဲ့ PR ခံရမှာပဲဒါကိုလည်းသူတို့ကိုယ်တိုင်လည်းယုံထွက်ချင်မှာပဲဒါကြောင့်မလို့ဒါသူကိုယ်တိုင်ဘာဘူးစီကိုအကောင်းဆုံးပြန်လာမယ်လို့ပြောတာလို့ပဲကျွန်တော်ယူဆရမှာပါလေဘာပြောဒါကကောင်းတဲ့အရာတစ်ခုတော့ဖြစ်တယ် အဲတခုရှိတာဖြစ်ကျွန်တော်တို့ကဝူရဲ့ဒါကစားသမားတွေကလက်ရှိမိုဆာလာကရောကိုရီကပိုကရောဒါတောက်လျှောက်နိုင်ငံတကာပွဲစဉ်တွေမှာတွင်းကိုတွေတွင်းနေတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဒါကအသင်းတော့ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့လေ။အသင်းမှာရှိတုန်းကတော့တွင်းကိုတွေမတွင်းမနဲ့ဒါဘယ်လိုပြောလဲနိုင်ငံတကာပွဲစဉ်တွေရောက်မှနိုင်ငံအသင်းတွေတော့တွင်းကိုတွေတွင်းတဲ့အခါကျတော့ပြိသက်တယောက်နေတယ်ကဗျာ။နည်းနည်းလေးတော့အသေးတော့ပေါက်တော့ဗျာ။ကိုအသင်းမှာကျတော့ကလပ်အသင်းမှာကျတော့သူတို့တွေက သွင်းကိုရဖို့အတွက်မင်းလားငါလားရုံးကန်နေရတဲ့အနေအထားမျိုးမှာကလပ်အသင်းမှာနိုင်ငံအသင်းမှာကြောလွယ်လွယ်လေးတွေသွင်းကိုလေးတွေသွင်းပြနေတာကကြတော့နည်းနည်းလေးတော့မခံသီးမခံသာဖြစ်တာဗောလေဆိုတော့ကျွန်တော်ကိုရောဒီပေါ်ပလမင်ညနဲ့တစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း line subscribe လေးလုပ်ပေးကြပါဦးကျေးဇူးများအကြီးပါဗျာ